ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာဆွေမြတ်တနုပြရဲ့ကျွန်ုပ်နဲ့စင်ရိုင်းမို့ဆိုဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်ုပ်တို့တောသူတောင်သားတွေကအမှန်ပြောရရင်တောစင်ရိုင်းများကိုကြောက်ကြတယ်။ကျွန်ုပ်တို့ရိုးမတောင်ချေရွာလေးများမှာစင်ရိုင်းအုပ်ရဲ့ဓာတ်ကိုခန်းစားကြရတယ်။ဒေါ်ခွေးမအိမ်စင်ရိုင်းဝင်ဖြတ်သွားတယ်။ဒါကြောင့်ကလေးကစားစင်ရိုင်းဆိုရင်ကြောက်လေကြောက်မုန်းလေမုန်းကြတယ်။စင်ရိုင်းအုပ်တဲ့မိရင်ယခုတောစင်ရိုင်းများကို ပြက်ခတ်တက်ဖြတ်ခြင်းမပြုလို့ရစိတ်အရေးတွက်ရှားပါလာတယ်လို့သတော်ဌာနကလည်းအမိန့်ထုတ်ထားတယ်။စိတ်နေတော့မပြတ်မနဲ့ကျွန်တော်မှမပြည့်ယုံမှတပါမရှိပါဘူး။ကျွန်တော်မိုးဆိုးတယောက်နေနဲ့အုတ်ချုပ်သူလူကြီးစကားကိုနားထောင်ရမည်မဟုတ်ပါလား။အမိန့်ဆိုတော့လည်းအမိန့်ပေါ့။ဒါပေမဲ့တောစီရိုင်းများကိုပင်ရှားပြီးတက်တဲ့ကုန်းမောင်ရွာမှာစောဖိုးထူးဆိုသူတယောက်တော့ရှိတယ်။ဒီနေ့သူနဲ့ကျွန်တော်ရိုးမတော်မှာစုံမိကြတယ်။ဟာဆက်တော့မတွေ့အောင်ကြပြီနော်။ဟုတ်ပါစောဖိုးထူးရင်တားကောင်တွေကရှားလာတော့တော်ရဲလေးမဝင်ဖြစ်တော့ဘူး။ ကျွန်တော်တော့ဒီကောင်နေတဲ့တင်းကြတာနဲ့တော်တယ်ဝင်တော့တာပဲဒါနဲ့ဒီကောင်နေတဲ့တင်းဘာကြသေးလဲမှတ်ချက်ဒီကောင်နေဆိုတာတော်စင်ရန်အုပ်ကိုပြောခြင်းဖြစ်ပါတယ်မကြမိပါဘူးမနေ့ကတော့ရူမရှိဘက်ကိုစင်ရန်အုပ်ဖြတ်သွားတယ်လို့ကြားလို့အခုကျွန်တော်တို့လိုက်သွားမလို့ဗျစောဘို့ထူရဲ့အဖော်များကိုကျွန်တော်ကြည့်လိုက်ပြီးတော့ကဲစောဘို့ထူအခုတတော်ဌာနကစင်ရန်တွေခိုးတက်တဲ့သူတွေကိုအရေးယူတော့မယ်တဲ့ကျွန်တော်သိပြီးပါပြီဒါပေမဲ့ကျွန်တော်ဘဝမှာစင်တွေကိုတက်တက်မကြည့်ဘူးဆရာတော့မင်းကဘာမှမကြည့်မနဲ့ဖြစ်နေရတာလဲ ဇက်တော့ဒီအကြောင်းမျိုးမသိသေးဘူးနော်ဇက်တော့သိအောင်ကျွန်တော်ပြောပြပါမယ်ဒီလိုဇက်တော့ကုန်းမောင်ရွာအရှိတ်ဘက်မှာကျွန်တော်ရဲ့ကျွန်တော်မိန်းမရဲ့သားကြီးလဲထူးရဲ့တမီးလေးလုံးလုံးချစ်တို့ ਨੇ တောင်ရဆိုင်ပြီးပျော်ပျော်ကြီးနေလာခဲ့ကြတာတနေ့တော့တောစင်ရန်အော်ဝင်ပြီး အပြစ်မဲ့တဲ့ကျွန်တော်မိန်းမရဲ့သားရဲ့တမီးရဲ့ကိုရရက်ဆက်ဆက်နင်းချေတက်ပြက်ခဲ့ရကြတယ်ကျွန်တော်ဘလောက်ကြေကွဲရလဲဆိုတာဆရာတော်စဉ်းစားကြည့်လေကျွန်တော်တိတ်ချရတဲ့မိသားစုလေမရှုမလားတေဝဲဝင်ခဲ့ရတာဒီကောင်နေလက်ချက်ပဲ အဲဒီကစပြီးကျွန်တော်ဘဝဟာဘာမှအတိတ်ပဲမရှိတော့ဘူးဘဝတစ်ခုလုံးပျက်စီးသွားခဲ့ပြီတရက်ခါတိကောက်နေပဲကျွန်တော်မိသားစုအတွက်တိကောက်နေကိုလက်စားချေရမယ်ဒါမှမိသားစုအတွက်တာဝန်ကြီးတဲ့အဖေတယောက်ဖြစ်မယ်လို့ခံယူတယ်လေဥပဒံတဲကြီးတကူအင်းပေါ့လေဒါကမင်းရဲ့ခံစားမှုပေါ့မင်းကိုစင်တွေကိုတက်ပြီးဘာလုပ်လဲဟိုတုန်းကတော့တက်ပြီးတော့ပြစ်ထားခဲ့တယ်ဒီကောင်နေအသားကိုနည်းနည်းယူပြီးအောင်ပွဲခံနေနေနဲ့နှင်းချက်ပြီးတော့အရက်နေမိတယ် မိမနဲ့ကလေးတွေရဲ့ဝိညာဉ်ခေါ်ပြီးတော့ကြွေးတယ်။အခုတော့ဒီကောင်ချက်ခိုင်တော့အုပ်စုနဲ့ပေါင်းပြီးစင်သေးကောင်ကိုအမိကစားဆင်ဆွဲဆုံးအရေးပြားဆုံးပေါ့ရောင်းစားလို့ရမှန်းသိတော့ဒီကောင်မျိုးတက်ပြီးသူတို့ရဲ့ခနာကိုအစိတ်ပိုင်းမျိုးကြကြနနကြီးလက်စားချေလာတယ်။မိဟာကလက်စားချေတာတန်လွန်နေပြီ။ရိုးရိုးတသားပဲတောင်သူလှုပ်ရှားပါကွာ။မှန်ပါတယ်။ဒါပေမဲ့မျက်လုံးထဲမှာစင်ရိုင်းလိုမြင်လိုက်တာနဲ့လက်စားချေခြင်းနဲ့စိတ်ကထိတ်မရအောင်ကျွန်တော်စိတ်ထဲမှာစောဖို့ထူးကိုတက်နိုင်သလောက်တော့ပြောကြည့်ပါရစေ။ သူကကျွန်ုပ်စကားကိုနားလည်ပုံမရအောင်စောဖို့သူတို့နိုင်ငံမှာစင်မျိုးနွယ်တွေရှားလာပြီကွာဒါတွေကိုထိမ့်သိမ့်ရမယ်လေอืมဒါပေမဲ့သူတို့ကဘာလို့ရန်စလဲမပြေတဲ့ရန်ကြီးကဲဆရာတို့ရေကျွန်တော်စိတ်ပြေသွားရင်တော့ဒီလောက်ကိုမလုပ်တော့ပါဘူးရူမရှိဘက်ကိုတော့ခုတော့သွားလိုက်အောင်မယ်ကျွန်တော်မှာစောဖို့သူကိုကြည့်ပြီးစိတ်မကောင်းဖြစ်အောင်မှတပါမတက်နိုင်တော့ဘူးอืมဟိုတုန်းကတော့မိသားစုအတွက်လက်စားချေအောင်တက်တက်အခုတော့စင်ကားပတ်စံရတော့သူဒီအလောက်ကိုစွန့်လို့ဖို့မလွယ်ပါဘူးလေ ကျွန်တော်လဲရုံးမတော်ထဲမှာတားကောင်မရလို့ရုံးကောင်သားရပြီးအိမ်ကိုပြန်လာခဲ့တယ်။မိမရေရုံသားချက်လေးပဲချက်စားမယ်။နောက်နေ့မနေ့စောစောစောဖို့သူကျွန်တော်အိမ်ကိုပေါက်ချလာတယ်။ဟာမင်းမင်းစွတ်တွေ့စွတ်တွေ့အိမ်မှာတရက်နှစ်ရက်လောက်နေပါရစေ။အိုးကြိုက်တဲ့လောက်ကနေဒူစားတယ်လို့စားပေါ့။စောဖို့သူကမနေ့စာစားပြီးတရေးအိပ်ပါတယ်။သူအိမ်နေစဉ်အိမ်သေးကိုတကြီးပါစီနဲ့တတော်ရာရှိများရဲတပ်ဖွဲ့ဝင်များရောက်လာပြီ။ကဲစောဖို့သူမင်းပြေးလို့မလွတ်ပါဘူး။ကျွန်တော်အကျိုးချောင်းမေးချင်ရာ ီကောင်းနေအောင်စုစင်ရန်တကောင်တက်ပြီးဖြတ်နေချိန်မှာတို့ဝင်ဖမ်းလို့ထွက်ပြေးတာဒီမှာရှိတယ်လို့တည်င်းကြလို့လာတာကဲစော့ဖို့သူလိုက်ခဲ့ကဲဥတွက်ပြီးလဲစကန်းလိုက်ခဲ့ဗျာကျုပ်ကဘာလို့လို့လဲအိုးစကန်းကြမှာရှင်းပြီတော့ကျွန်ုပ်မှာနေရင်ထိုင်စကန်းကိုလိုက်ပါရပါတော့တယ်ဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့ရာသီဥတုရာသီဥတုကဖောက်ပြန်နေကြပြီယခုလိုစောင်းရာသီကိုကြားရောက်နေတော့လေအအေးကဘူတီဘတ်တီတာရှိတယ်ရှင်ကရာသီဥတုကိုစိတ်ဝင်စားရင်လဲ ဥထုံးလင်စီမှာတပည့်ခံပြီးသွားတင်ပြီးတော့နေပါမမသိဘူးသိမြင်ငါတို့အလုတ်ကရိုးမတော်ရဲမှာတားကောင်ရှာဖွေရတဲ့အလုတ်ရာတိဥထုနဲ့တားကောင်နဲ့အများကြီးဆိုင်နေကွပြောပအောင်ဘာရိဆိုင်လို့လဲနင်ပြောလေကျွဲပေါင်းစောင်းတည်တယ်လို့ပဲမေ့ပြီးတလက်လောက်ကြတော့ပြန်မေ့တာပဲလူအများကျွန်တော်လည်းမင်းဆာထမင်းကြံကင်းနဲ့စက်သား၆ဖို့ကိုစားတော့ပြီးတနက်ကိုဆွဲပြီးရိုးမတော်ရဲကိုထွက်လာခဲ့တယ်အပြင်မှာမိုးရိပ်တို့တွေ့လို့ရိုးမတော်ဘက်မှာညှို့မိုင်းနေတဲ့တဲအုပ်ကြီးများကိုတွေ့လိုက်ရှာပါတယ် မိုးများရွာတော့လေမလားစောင်းတို့ကလာအပူနဲ့မိုးမှလင်းမယားဖြစ်နေပါတယ်မိုးလေဝတလိုက်စားသူတဦးပြောသလိုဒီနေ့စောင်းထဲမှာအနှွေးတဲ့ဆုထားပြီးတော့ဆိုတဲ့စကားမှာရေချင်းပက်ကြီးဖြစ်ရတော့တယ်ကျွန်တော်လည်းယာသေးတို့ခြေနေကိုကြည့်ပြီးဒေါ်ဘူးမကျော်ဆိုင်မှာဝင်ထိုင်ပြီးတော့အကျော်စားရင်အခြေအနေကိုစောင့်ကြည့်နေပါတယ်ထူအခိုက်ရှာရှာပပပြိုင်းအုပ်ကအနှိမ့်ပြန်ပြီးလေခွေးများဘက်ကိုပြန်တန်းသွားပါတယ်စတုရေပြိုင်းအုပ်တွေဘာလို့အုပ်စုလိုက်ပြန်တာလဲဒါတော့တမားကုန်ပြရတော့မယ် တားကောင်တဲ့ရာတီဥတုရဲ့သဘာဝကိုနှစ်ပေါင်းများစွာလေ့လာရင်အတမွေးဝမ်းကြောင်းပြုတ်လာခဲ့သူမဟုတ်ပါလားပြောလေอืมလွယ်လွယ်ပြောရင်တော့သူတို့ပြန်သွားတဲ့ရွာပြင်လေကွင်းဘက်မှာမိုးပြတ်သွားလို့ချောင်းနေရှိကန်တွေမှာငါးတွေဖြစ်ဖြစ်လူတော့မယ်စွတ်တုကလည်းဟိုမှာမိုးတွေကညှို့နေတာရွာတော့မယ်ရွာကချောင်းနေမှာရှိပြီတော့မှာရာတီဥတုကဖောက်ပြန်နေပြီလေကွာဒီတော့ငါးတွေဖြစ်ဖြစ်လူနေတဲ့မြောင်းနေချောင်းနေမှာပြိုင်းတွေကငါးတွေကိုကောက်စားရုံပဲမင်းရဲ့မိုးကညှို့ပြီးတော့ခဏပဲရွာမှာ ထူအခိုက်ဖိုက်ကလေးဆိုင်ကနေပေါက်ချလာတယ်။ကယ်ဆယ်တို့ရဲ့ချိန်မရှိတော့တက်။မင်းကညဘဲသွားနေရလဲ။စစ်တုကလည်းရွာတောင်ပိုင်းအတုပါရှိလို့ပါ။ဒါထားပါတော့။ဟိုမှာပြန်အောင်ရှရှပါပါပြန်သွားတာတွေ့တာ။အဲ့ဒါပြောတာ။ရွာနောက်ဘက်ကိုပြန်သွားတာအခုပဲပြောနေတာ။ကျွန်ုပ်စကားကြောင့်ငါးများဖြစ်ပြက်လူက ပြိုင်အုပ်ထိုးထုတ်စားနေတာကို တွေ့ကျင်နေတဲ့လူငယ်များကစိုက်ကယ်ကိုစီနဲ့ကျွန်ုပ်တို့နောက်ကိုလိုက်ခဲ့ကြတယ်။ကင်တာနော်ကျွန်ုပ်တို့လည်းလိုက်မယ်ဗျာကြည့်ရအောင်။ ရွာပြန်ပတ်ရွှေတစင်ချောင်းရဲ့လက်တက်အပြေမမြောင်ကိုရောက်ခဲ့ပါတော့တယ်။စစ်တပ်ရဲ့မြောင်းထဲမှာလည်းရေတွေပြည့်လို့ချောင်းပေါက်စားတော့ဖြစ်နေပြီ။ငါလည်းဖြစ်ဖြစ်လူတာမတွေ့ရအောင်ဟုတ်ပါ။ဖြိုင်းတွေလည်းမတွေ့ရအောင်။ဖြိုင်းသားနဲ့ထရင်နဲ့မီးမလားလို့ကျွန်တော်စိတ်ထဲမှာခံကျင်စိတ်ဖြစ်သွားရတယ်။လွန်ခဲ့သောချိန်ကကျွန်တော်မှန်းရင်ကွက်တည်းဟုတ်ပြီ။ဒီဖြိုင်းအုပ်ဟာရိုးမတော်ကိုပြန်လာပဲကွာ။ရိုးမဆက်မှာဒီတိုးချောင်းလေးရှိတယ်။ငါတွေရောက်နေပြီ။ ဒီမှာကလေကွက်တွေစပားရှိပ်ပြီးပြီဆိုတော့ရှည်လည်းမရှိတော့ဘူးမင်းတို့လိုက်ခဲ့ပြိုင်းအုပ်တွေ့ရမယ်ကျွန်ုပ်စကားကြောင့်ရွာလူငယ်များမှာစိုက်ကဲကိုစီနဲ့ရိုးမတော်ဆက်ကိုတပြိုတပါလိုက်ခဲ့ကြတယ်စစ်တော့မိုးတိမ်တွေကတော်တော်ကြီးပြေးနေတယ်ဟုတ်တယ်ရိုးမရဲ့အနောက်ဘက်ကို"အိုးလာစမ်းပါကွာရိုးမတော်ထဲမှာအမဲလိုက်လာတာနှစ်ပေါင်းမနည်းဘူးမိုးရွာရင်တန်းကောင်နေမိုးလို့ရာမှာပုံကြတာမိုးတိမ်သွားရင်သူတို့အမဲရှာကြတယ်ဒီမှာစောင်းကုံတွေကိုရာတည်ဦး ောတောင်ဆက်ကြပြောရဲလားတဲ့အခုမိုးကုံဆောင်အကူပြတော်ကူတောကောင်မြူးတဲ့လားတဲ့ကျွန်တော်လဲတမားကုံနဲ့ရူးမတော်ဆက်ကိုရောက်ခဲ့တယ်ပူလိုက်တဲ့ရာသီနှွေးအလားမှတ်ရတယ်ထူအခိုက်ဆောင်လေပြေလေးကတတင်တင်တိုက်ခတ်လာပါတယ်မကြမီပြန်ပူလာတယ်မကြမီမထင်မဲ့ပဲမိုးကထက်ကျုံရွာချတယ်ကဲမိုးရွာတော့မိုးခိုတာပေါ့မိုးရွာပြီဗျကျွန်တို့တို့တပင်အောင်မှာမိုးခိုကြပါတယ်မိုးက15မိနစ်ခန့်ရွာပြီးတိတ်သွားတယ်ဒါပေမဲ့လေကခက်ပြင်းပြင်းတိုက်ခတ်လာတယ် ရာသီဥတုကအေးမြလာပါတယ်စစ်တုပ်ရေပြန်ကြဆိုငါကဒီနေ့ဂျိုင်းတိုင်းရင်စားကိုဆုံးဖြတ်ထားတာဒီလိုနဲ့ကျွန်ုပ်တို့မှာစိုက်ကေကိုစီဖြစ်ရွာထိတ်ကိုပြန်ရောက်ခဲ့ကြတယ်။ဟာစစ်တုပ်ရေရွာထိတ်ကတက်ပင်တွေလဲလို့အိမ်တွေလဲပြိုးမြင်ရတဲ့မြင်ကွင်းကမသက်သာလာပါဘူး။တချို့အိမ်များပြိုကျနေပြီးတချို့အိမ်များကခေါမိုးလန့်ပြီးခြံစည်းတွေကလည်းလဲနေပါဗျ။မြင်ကွင်းမြောက်ကြီးကကျွန်ုပ်တို့အန်းအစ်နေတယ်။ဘလို့ဖြစ်တာပါလဲ။ဘလို့ဖြစ်သွားတာလဲ။ဒေါ်ဘူးမအကျော်တဲလဲပြို ဥတုပြီးတော့ထွက်သွားပြီးလေပြင်းတိုက်ပြီးတော့ရွာလိုက်တယ်မို့ကျွန်ုပ်တွက်ကိမှကြည်ပြီးဒါပေမဲ့ထိုကိစ္စကိုကျွန်ုပ်မပြောပြတော့အเจ้าမှာပြန်အုပ်လို့မြေပြင်မှာလေပြင်းထန်ခံနိုင်သူပင်ရိုးမအပေါ်ကိုထွက်ပြေးပုန်းကိုတာကမကြမီလက်တပြက်လေပြင်းကြမှာကိုကျွန်ုပ်မသိတာကကျွန်ုပ်ရဲ့ညံ့ချက်ပင်ဖြစ်ပါတယ်တခါတလေတော့လေမုတ်ဆိုးလေမှားပြီမပေါ့ကျွန်ုပ်နေကြုံတိုင်းရွာရဲ့ဇလန်းတပုတ်ကျွန်ုပ်တို့ကြုံတိုင်းရွာမှာချစ်ဦးနဲ့ချစ်ထူးဆိုတဲ့ညီကိုနှစ်ယောက်ရှိကြတယ် ်ဘယ်လဲကွမင်းတို့ညီကိုကျွန်တော်တို့ရွာရှိပိုင်းကိုသွားမလို့ပါဥတ်တပီငါတိပါရဲကွာထွေးလာတို့ထေးလာတို့ညီမစီကိုမဟုတ်လားသူတို့မှာအမေမရှိဘူးဥချစ်ဆိုတဲ့အဖေသာရှိပြီသူတို့ပိုင်တဲ့လေစိအေကကိုထုံးရဆိုင်ပြူကြတယ်ဥချစ်မှာသားနှစ်ယောက်ကိုအလွန်ချစ်ပြီးလေတဲ့မစင်ခိုင်အောင်ညိုင်သာပို့ပြီးတော့စတင်စီတယ်ဒါပေမဲ့စေတန်းတဖုံဖုံကြနေလို့ចောင်းစေးမတက်နိုင်လို့ရွာကိုပြန်ခေါ်ထားရတယ် အဖေရဲ့ဘွဲမရပေမဲ့ဘွဲရတဲ့သူတွေလို့ခေါင်းထဲမှာစရိအများကြီးတက်ပါတယ်။ဟုတ်သားပဲအဖေကလည်းကျွန်တော်ညီကိုအထင်မသေးပါနဲ့ခေါင်းထဲမှာဉာဏ်ပညာတွေရှိတယ်။ချေဦးနဲ့ချက်ထူးတို့မှမိဘကိုလည်းဝိုင်းမကူအဖေဖြစ်သူဦးချက်မှာမိုးလေမိုးချုံလေတော်တဲ့စင်ရတယ်။ဒီညီကိုတော့ကွာဒင်းတို့အားကိုရင်ထမင်းတော်စားမှာမဟုတ်ဘူး။ငါတို့မှထွေးလေးတို့တရင်ကားတွေချက်ပြုတ်လုတ်ကင်ပြေးလို့တာပေါ့။ချေဦးတို့ညီကိုမှမိုးလင်းသားနဲ့ရွာတောင်ပိုင်းမြောက်ပိုင်းကိုစိုက်ခဲ့နဲ့လေပတ်နေတတ်တယ်။ တကာတရံထွေးလာတို့ညီမအိမ်မှာစတဲ့ချပြီးထင်းခွေရှိချက်လောက်ကင်ပေးပါရယ်ကိုချို့ဟိုထင်းတပုံကိုရင်ထမင်းစားကြမယ်နော်ထွေးလာတို့အဖေဦးလာမချစ်ဦးတို့အဖေဦးချက်နဲ့ကြောင်းနေပန်အလွန်ချစ်တဲ့တငယ်ချင်းတွေဖြစ်တယ်ချစ်ဦးရေအပြည့်မင်းတို့အဖေအတွက်ဘဲသားစီပြန်နေယူသွားအောင် ဟုတ်ကဲ့ဦးလာမလက်အိတ်ကများစွာပိုင်ပြီးကိုနောင်စပားတဲ့၃စီးလဲပိုင်ပါရယ်ရွာရဲ့အနည်းစုလူချမ်းသာစီရင်ထဲမှာပါဝင်နေဦးချက်လိုမဟုတ်ဆိုးဖို့ဖြစ်ပြီး ဇနီးကွယ်လွန်ခဲ့တာကလည်း၅နှစ်များရှိပြီဖြစ်ပါတယ်။နောက်ဆုံးချက်ဦးတို့ညီကိုနဲ့ထွေးလာတော့ညီမောက်ပေးစားလိုက်ကြတယ်။မင်္ဂလာပွဲပြီးတဲ့အခါမှာငါချက်ငါကတမိရှင်ဆိုပါအောင်ဒီတော့မင်းသားနှစ်ယောက်စလုံးငါအိမ်ပဲခေါ်ထားလိုက်မယ်ကွာ။အေးပါမင်းသဘောပဲ။ဒီလိုနဲ့ချက်ဦးတို့ညီကိုနှစ်ဦးရောက်ခမဦးလာအိမ်ကိုရောက်ရှိလာပါတယ်။ညီကိုနှစ်ယောက်မှထုံးစံတိုင်းမနေ့၈နာရီလောက်မှအိယာကထားတယ်။ငါပြင်းညင်တော့မိမချက်ပြုတ်ထားတာကိုစားထုံးစံတိုင်းစိုက်ခဲ့ကိုစီနဲ့ရွာရဲလေတော့တယ်။ ရောက်ကမှစိတ်ပြက်စာပြူလာတယ်။မာရင်တောက်ပြင်းနဲ့သမတ်တော်ရတယ်။နောက်တော့ပြင်ပါပါလိ။ဥလာဦးမှသူ့ရဲ့လက်ပေါ်ကြီးပြက်လာတဲ့ညကိုတားရင်လိုချစ်ရှာတယ်။မနေ့စောစောဥလာမှလေကိစ္စစပားကိစ္စတွေကိုဆောင်ရွက်ရတယ်။အကိုရဲ့အိမ်မှာအဖေးနဲ့ဝိုင်းလို့ပါအောင်။အမေငါဖေတော်ငါတို့ခိုင်းတာမဟုတ်ဘူးဒီလိုပဲနေခဲ့တာ။ချစ်ဦးတို့ညကိုမှရွာရဲလေပတ်ပြီးမှထရီဆိုင်မှာချိန်ဖြုံးတက်လာတယ်။ဖေးဝိုင်းမှာလည်းချိန်ဖြုံးတက်လာတယ်။တနေ့ချစ်ဦးတို့ရောက်ကမှဥလာက မြိုင်သာမြို့ပေါ်စပားပိုးသွားရှင်ပြီးတော့ထော်လာကြီးနဲ့ပြန်လာလမ်းမှာဓမြတိုက်ခံရပါတယ်။မျက်နှဖုံးစည်းနဲ့လူစိုးများအိုဥလာပြန်ပြီးတော့ခုခံစဉ်ဓမြများလက်ချက်နဲ့ဥလာတိဆုံသွားတယ်။စပားရောင်းရငွေများလည်းပါသွားခဲ့ပါတယ်။အဖေရဲ့အဖြစ်ဆိုးလာချင်လား။ရောက်ကမတိဆုံသွားလို့ချစ်ဦးတို့ညီကမရောက်ကမလေများကိုတဖြည်းဖြည်းရောင်းချပါတယ်။စပားဆက်ပင်မရှိတော့ဘူး။ရှင်ဒါရီရောင်းလို့ဖြစ်မလား။အိုမရောင်းလို့မဖြစ်ဘူး။နှစ်ပတ်ဆက်ကိုပိတ်ထား။၃နှစ်ကျော်တဲ့အခါတနေ့တကြီးပါစီ ကျွန်ုပ်တို့မြိုင်းသားရဲစခန်းမှာရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီးချစ်ဦးတို့စီခေါ်သွားပါတော့တယ်။ကဲချစ်ဦးနဲ့ချစ်သူမင်းတို့စခန်းကိုလိုက်ခဲ့။ဗျာသူတို့ကဘာလို့လိုက်ရမှာလဲ။မင်းတို့ဦးလာကိုဓမြတိုက်မှုလူတက်မှုနဲ့လာဖမ်းတာသူတို့မလုပ်ဘူး။ဒီမှာအဲ့ရောင်းကမင်းတို့နဲ့အတူရုပ်ဖြတ်ပြီးညိုကြီးကသူ့အမှုတွဲဟောင်းတွေကိုစစ်ရင်ဦးလာအသက်ခံရတဲ့ကိစ္စကိုဖော်ကောင်းလုပ်လိုက်တာ။ရဲတပ်ဖွဲ့ဝင်များကချစ်ဦးနဲ့ချစ်သူကိုလက်ထိတ်နဲ့ခေါ်သွားတယ်။သူတို့မိမထွေးလာတော့ညီအမကမယုံနိုင်စရာကြံရင်ခဲ့ကြပါဗျ။ ကျေးဥရညေကိုမဥလာရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်လာလို့ရောက်ခမအတက်ကိုတက်ဖြတ်ခဲ့ကြတယ်။ရောက်ခမတိမဖြစ်မှာကွာ။ဟုတ်တယ်ကို။ချေရိုညေကိုထောင်းကြသွားခဲ့တယ်။ချက်ဖူးမှာထောင်းထဲမှာတည်တယ်။ချေဦးမှာလည်းထောင်းထဲမှာရှင်ဖြစ်ပြီးတော့မျက်စိနှလုံးကွဲခဲ့တယ်။ချေဦးဖေဦးချက်မှာရှိသမျှပစ္စည်းတွေကိုရွာဦးเจ้าကိုလူပြီးတော့ဖုံးကြီးဝတ်သွားခဲ့ပါတယ်။ချေဦးထောင်းမှာထွက်လာတဲ့အခါသူ့မိန်းမကမပေါင်းသင့်တော့ဘူး။အတင်မိတ်စိမြိုင်သားမျိုးကိုတစ်ခေါက်ရောက်ခဲ့ပါက မြို့စည်းထဲမှာဒုတ်တချောင်းခွက်တလုံးစံတဝဝရှောင်းရင်ပတ်စံတောင်းစားနေတဲ့ချစ်ဦးကိုတွေ့ရပါလိမ့်မယ်။ညင်သာမြို့ကိုဈေးလာဝယ်တဲ့ဂျုံတိုင်းရွာသားများကတပြားတစ်ချက်မှမထည့်ကြဘူး။ကျွန်ုပ်ပင်လင်ထိုချစ်ဦးကိုရှောင်းကွင်းသွားပြီးအမြင့်ကြောင်ဆောင်နေမှထိုဇလန်းလေးမှာဂျုံတိုင်းရွာရဲ့ယနေ့ထက်တိုင်ပြောစရာဇလန်းလေးတစ်ပုဒ်ဖြစ်နေပါတော့တယ်။ကျွန်ုပ်နဲ့ကဲတင်ရှင်ကျွန်ုပ်လည်းမနဲ့စောစောအကျန်းတောင်းနေစဉ်အိမ်ရှိမှာပြေးသွားတဲ့ခွေးနှက်ကလေးတစ်ကောင်ကိုမြင်လိုက်ရပါတယ်။ဟင်တူလိုက်တာကိုတွတ်ပြီ ကောင်းညမောင်းနေစားလေးဘာငိုင်းနေရလဲအီကုံမဲအင်းနတ်မောင်နတ်မောင်ကျွန်ုပ်မှကျန်းတောင်းရင်ကောင်းညင်ပေါင်းစားရင်နတ်မောင်အကြောင်းကိုတွေးတော့မိပါတယ်တနေ့မှာတော့ကျွန်ုပ်တွေ့ပြီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကရိုးမတော်အတွင်မှာလက်ချီပလာပြန်လာကြစဉ်တောဆန်မှာတွေ့ရတာကခွေးကလေးတစ်ကောင်မင်းဟာခွေးလေးတစ်ကောင်မလားခွေးနဲ့ကလေးကပိန်လီလာတယ်အစာရေစာပြက်လက်နေတာက ရက်ကြပုံလေးရပါတယ်ခွေးကလေးကကျွန်ုပ်တို့ကိုတွေ့တော့အားကိုးရရသလိုတအိုင်အိုင်အော်ရင်း နောက်မှကောက်ကောက်ပေါအောင်လိုက်လာခဲ့ပါတယ်။စစ်တပ်ရဲ့ဒီခွေအိမ်ထိတောင်လိုက်နေမှလားပြို့ချောက်လွက်ကွာ။ဗိုက်ကလေးကခဲနဲ့ပြတ်တော်လဲပြတ်တုံးခဏရက်ကြံနေခဲ့ပြီးခဏကြာပြန်လိုက်ပါခဲ့ပြန်ပါတယ်။ဒီလိုနဲ့အိမ်ကိုရောက်ခဲ့တယ်။တော့ကတော့ပြီးအမဲမရအောင်လား။အမဲတော့မရအောင်မမမင်းဟော်ရီငမဲတကောင်တော့ပါလာခဲ့တယ်။ခွေးလေးကမသေးမြင်နာကတ်သွားပြီးခြေတလုံးတွေကိုတိုးဝဲကပလူပလဲလုံနေတယ်။ဟဲ့တော့ခွေးလေးလာလား မသိမြင်ကခွေးကလေးကိုထမင်းကြံခဲနဲ့ဟင်းကြံအနေငယ်လူကကျွေးမွေးလိုက်ပါတယ်။ခွေးကဘယ်နဲ့ငက်ပြက်ခဲ့တယ်လဲမသိဘူး။စားလိုက်တာခဏချင်းစက်ခွက်ပြောင်းသွားတယ်။အဝါပြဲစားတော့ကကော့ပြစ်အောင်မှာတရှူရှူနဲ့အိမ်မောကျသွားတယ်။၎င်းကကျွန်ုပ်တို့အိမ်ကိုနတ်မောင်ရောက်ရှိလာခြင်းအစပင်တကူလုံးနတ်နေလို့ဘိုက်ကလေးကခွေးကလေးကိုနတ်မောင်လိုအမိပေးလိုက်တယ်။ဟေးနတ်မောင်နတ်မောင်ကထိုးနေမှစပြီးကျွန်ုပ်တို့ရဲ့အိမ်သားပမာဖြစ်လာတယ်။ခွေးချစ်တဲ့သူမသိမြင်တဲ့ဘိုက်ကလေးကပြုစုကျွေးမွေးလို့ နတ်မောင်ကမကြခင်ထွားကြိုင်းစုပြေလာပါတယ်။စာစာသားကြီးစာမသိမြင်ကသားသမီးယတနာမထွန်းကားရှာလို့အိမ်မွေးတလိပ်ဆန်လေးတွေကိုချစ်တတ်သလားမသိပါဘူး။နတ်မောင်ရောက်လာမှကျွန်ုပ်တို့ရဲ့ခြံတွင်းကိုမိတိခွေးပဲကြက်ဝက်မှမဝင်ရတော့ဘူး။တတိဆရာတော်ချက်မသွားနဲ့ဆရာတော်ထက်စိုးတဲ့တပည့်နတ်မောင်ရှိနေပြီ။ညာညတာကြတော့လေတကုတ်တဝက်ရံမပူရအောင်။မပူရတာနတ်မောင်ကိုကြောက်လို့မဟုတ်ပါဘူး။သူ့အိမ်မှာကဖိုးတန်ပစ္စည်းဆိုတာဘာမှမရှိလို့ ။နတ်မောင်အရွယ်ရောက်လာတော့ရိုးမတော်ဆက်ခေါ်သွားကအမဲလိုက်နေတင်ပေးတယ်။ဟော၊နဘူးချုံမမငှက်။ငှက်ကခြုံဆက်ကိုထိုးကြသွားတယ်။နတ်မောင်ကြီးပြေးကောက်။နတ်မောင်ကငှက်သေးကိုပြေးကောက်ပါတယ်။တော်တော်နဲ့ပြန်မလာဘူး။ဟာ၊ငှက်ကောက်ခိုင်းတာဘာလို့နေလဲဘိုက်ကလေး။လိုက်ချောင်းစံ။ဘိုက်ကလေးကပြေးကြည့်တော့လာလာ။နတ်မောင်ကငှက်ကိုအကြအနာထိုင်စားလို့။ဟာဟိတ်ကောင်နတ်မောင်။မင်းစားဖို့ငှက်ပြစ်ပေးတာမဟုတ်ဘူးကွာ။ငှက်ကငါတို့စီကိုယူလာခိုင်းတာပေးစမ်းပေးစမ်း။ဘိုက်ကလေးကနတ်မောင်နှုတ်သေးတဲ့ကငှက်ကိုဆွဲလို့ရတယ်။ ပြီးတော့နတ်မောင်နှုတ်တီကိုဒုံးနဲ့ခက်ဆက်ဆက်ရလိုက်ပါတော့တယ်။မစားရဘူးကွာကောက်ခိုင်းတာ။ဒီလိုနဲ့တစားတစားတင်ပေးရင်နတ်မောင်ကကျွမ်းကျင်တဲ့အမဲလိုက်ခွေးတကောင်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ရူးမတော်တဲ့အမဲလိုက်ရင်နတ်မောင်ကိုအဖို့ဖြစ်ခေါ်သွားတတ်ကြတယ်။မြန်ရစာတွတ်ပြီးလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်။နတ်မောင်ကရှေ့မှာဦးဆောင်ပြေးသွားတယ်။နတ်မောင်ကနန်းခံကောင်းတဲ့အမဲလိုက်ခွေးတကောင်ဖြစ်နေပါတယ်။နတ်မောင်နဲ့သွားပါမှာရုံဖို့ကြီးငယ်ဆိုင်ဆက်တို့မှာပေါင်းခုနေလို့မရအောင်။တွေ့ပြီတွေ့ပြီသူပဲသူပဲ။ ဟိုင်နမောင်တလိမ့်ဆန်ချင်းချင်းအသားရဲကထွက်တဲ့လောက်ရခုလက်နမောင်က ရှေ့မှာဥဆောင်ပြေးကတားကောင်ရှာနေပါတယ်ဟိုင်ဟင်းမျိုးနမောင်ကဟင်းမျိုးနဲ့တွေ့နေပါပြီကျွန်ုပ်တို့လည်းအော်တန်ကြားရသတိထားပြီးတက်သွားတော့မြင်ကွင်းကတလို့အဝဘောအနက်စင်ကြာဟင်းကောင်ကြီးကခန့်ညားစွာရက်ရင်ခွေမဲလေးကိုစားတော့ဝါတော့မလို့ကြည့်နေပါတော့တယ်နမောင်ကနောက်မတွန့်တခင်ရောက်လာကိုစောင့်စားရင်းရင်ဆိုင်နေပါတယ်သူစဉ်နမောင်နောက်မှာဘွားကနေပေါ်လာတဲ့ကျွန်ုပ်တို့ကိုမြင်နေတယ် ဟင်းကောင်ကြီးကနတ်မောင်ကိုတိုက်ခိုက်ဖို့ပြင်နေရမှာ ကျွန်တို့တို့ရှိရာကိုလွှားကနေခုံအောင်လိုက်ပါတယ်။လှပတော့မြင်ကွင်းမယ်။အဝါရကန်အနန္တကန်ဟင်းကောင်ကြီးကိုကျွန်ုပ်ကတနက်နဲ့ထိုးပစ်ချလိုက်တယ်။ဒါပေမဲ့တေချာချိန်ရွေးလို့မရအောင်လွှဲချော်သွားခဲ့တယ်။တနက်ကဟင်းကောင်ကြီးရဲ့လက်ပြပုတ်ထုတ်ခံလိုက်ရကလွင့်စင်ထွက်သွားပြီးကျွန်ုပ်တို့နောက်လန်ကျသွားပါတော့တယ်။ကဘာစုံးမှပြုတ်ကျခြင်းပဲ။ကံကောင်းနာကကဘာနဲ့ဆဲပြီးအကွာလောက်မှတက္ကိုင်းကြီးကထိုးထွက်နေပါတယ်။ကျွန်ုပ်ကတက္ကိုင်းကိုဖက်တွေထားလိုက်တယ်။ ်ဟင်းကောင်ကြီးလည်းအရှိန်လုံးချသွားတယ်။ဒါပေမဲ့လှင်လာတဲ့ဟင်းကောင်ကြီးမှလည်းတကိုင်းဖျားကိုစုပ်ကိုင်းမိကခိုးစီထားပါတယ်။လူတယောက်ကြားတဲ့ကောင်ရဲ့အလေးချိန်ပြတကိုင်းကညှို့ချီစန့်ချီရှိနေပါတော့တယ်။အောက်ကိုငုံကြည့်တော့ဖရဖရကြသွားရင်တော့အယူတခြားအသားတခြားပဲ။အတူရနက်လာစွာသောကြောက်ကြီးပင်စွတ်တော့စွတ်တော့တတိထားပြုကဘာပေါ်မှာဘိုက်ကလေးနဲ့နတ်မောင်ကတတိပေးတယ်။ဟင်းကောင်ကကျွန်ုပ်ကိုခဲမကြည့်တကိုင်းပေါ်တွေ့တက်လာပြီးကျွန်ုပ်ရှိရာကိုတလန်းချင်းလှမ်းလာနေပြီ။ကျွန်ုပ်ကလက်နက်မဲ့ ပြုံးမကျစေရန်လည်းတက်ကိုင်းကိုတွေ့ဖက်ထားရပါသေးတယ်။အန်ဒီရဲကလက်တကမ်းမှာထိုချိန်မှာမမျောလင့်သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်။၎င်းမှာကျွန်တော်ဦးကောင်ကဘာစုံပေါ်မှာမမဲအရာတစ်ခုကလွာကနေခုံစင်းလာကဟင်းကောင်ကြီးရဲ့ပြည်တော်တံဦးကောင်ကြီးစီကိုရောက်သွားတယ်။နတ်မောင်ရဲ့လက်သေးအဆောင်ကဟင်းကောင်ရဲ့မျက်လုံးကိုကုတ်ချက်ထိုးပေါက်လိုက်ပါတယ်။ဟင်းကောင်ကကြောင်းမန့်စပွဲနာကြီးစွာအော်ဟင်းရဲ့ရုံးခါလိုက်ရနတ်မောင်ကဟင်းကောင်ပါအတူတရနတ်လာတဲ့ချောက်တွင်းကိုပြုတ်ကျသွားပါတယ် ကြောက်ထဲမှာအဝါကန့်လေးနဲ့အနက်ဆက်ကလေးကလှုပ်ရှားခြင်းမရှိတော့ဘူး။အနက်ရောင်ခွေးကလေးတွေတွေ့တိုင်းတခါကကျွန်ုပ်ပေါ်တစ္ဆာဆောင်တည်ယူသေးတဲ့ခွေးကလေးကိုတတိယမြေဖြစ်ပါတယ်။အော်နတ်မောင်နတ်မောင်ဒီနေ့ကံမကောင်းပါလား။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပင်းနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။